တင်မောသားတွေအားမှာဓမြရီရဲ့အကျဉ်းသားဖြစ်ရတာကအတော်ဆိုးတဲ့ကိစ္စပါတင်မောပြတ်တာတော့မှဒီအဖြစ်ပြတ်ထက်ပိုကောင်းတယ်လို့တောင်ဆိုကြပါတယ်ဒါရီဟာပင်လယ်ပြင်အန်နီရီကိုလူတိုင်းထက်ပိုသိတဲ့တင်မောကပတိန်တူရဲ့စကားတွေပါဒါပေမဲ့ဒီဇယ်လန်နဲ့အခြားဖော်ပြမဲ့ဖြစ်ရတွေမှာတော့တင်မောသားတွေဟာအသက်အန်နီရီအတွက်စိုးရင်စရာမလိုခဲ့ပါဘူးမှောင်ရင်တဲ့တင်မောကိုစတင်နှောက်ရှက်မိတဲ့ဒီဖြစ်ရတွေမှာဆိုမာလီဓမြရီဟာတားရဲတွေမဟုတ်ခဲ့ပဲတားကောင်နေတာဖြစ်သွားခဲ့ကြပါတယ် အထူးသဖြင့် American ရေတပ်ရဲ့ကာကွယ်မှုခံယူထားတဲ့သင်္ဘောတစ်စီးကိုပေါ့2009ခုနှစ် April လ10ရက် Max Alabama ဆိုတဲ့ P908 ပြည်အရှိရှိတဲ့ကုန်တင်သင်္ဘောကြီးဟာဆိုမာလီပင်လယ်ကွေ့ကိုဖြတ်သန်းသွားနေပါတယ်။သူဟာကင်ညာနိုင်ငံ Mobasa စီကိုဥတီနေပြီးခရီးစဉ်တစ်လျှောက်ဂျီဘူတီမှာရပ်နားဖို့ပါ။ဒါပေမဲ့ဒီသင်္ဘောဟာတာမန်ကုန်တင်သင်္ဘောတစ်စီးမဟုတ်ပါဘူး။အမေရိကန်ရဲ့အထောက်ပံ့ဖြစ်တဲ့တန်ချိန်8000ကျော်ကွန်တိန်နာ400ကျော်ပါဝင်တဲ့ကယ်တရေးပစ္စည်းတွေကိုတယ်ဆောင်နေတဲ့အရေးကြီးသောသင်္ဘောဖြစ်ပါတယ်။ အထူးသဖြင့်ကုလသမဂ္ဂရဲ့ World Food Program အတွက်တန်ချိန်9တန်ကျော်လဲပါဝင်နေပါတယ်။ဒီသင်းမောင်းရဲ့ရွေးချက်ကအရှေ့အာဖရိကကငတ်မုတ်နေတဲ့ဒုက္ခသည်တွေစီကို အထောက်ပံ့ပစ္စည်းတွေပို့ဆောင်ပေးဖို့ဖြစ်ပါတယ်။ဒါ့ပြင်မဲ့ဆိုမာလီကမ်းခြေရဲ့အန္တရာယ်များတွေပင်လယ်ပြင်ကိုဖြတ်သန်းနေစေမှာပဲ။ဒီသင်းမောင်းဟာဓမြရီကျက်စားတဲ့ပင်လယ်နယ်မြေထဲကိုလည်းဖြတ်သန်းနေပါတယ်။ဒီနေရာမှာသင်္ဘောတွေဟာဓမြမှုအဖမ်းခံရမှုနဲ့ကြမ်းကြမ်းတမ်းတမ်းငွေညှစ်ခံရမှုတွေအတွက်အဓိကပြစ်မှတ်တွေပါပဲ။ကပတိန်ရစ်ချတ်ဖီလစ်ဟာ အန်နီယယ်များတဲ့ပင်လယ်ပြင်ကို32ကျော်အတွေ့အကြုံနဲ့မောင်းနှင်နေသူဖြစ်ပါတယ်။ဓမြအန်နီယယ်ဆိုတာဟာသူ့အတွက်စိမ့်တဲ့အရာမဟုတ်ပေမဲ့သူဟာထိတ်လန့်တတ်တဲ့လူမျိုးမဟုတ်ပါဘူး။ဒီခီးစဉ်မစားခင်ရက်ပိုင်းလောက်ကပဲအိုမန်နိုင်ငံဆာလက်အစိတ်ကဲမှာမတ်ခ်အလာဘားမာသင်မောသင်မောဘော်တက်ဆင်ကသူစိတ်မချမ်းသာစရာတခုကိုသတိထားမိခဲ့ပါတယ်။လုံခြုံရေးတကားတွေမပိတ်ထားပါဘူး။ဓမြကာဝယ်ရေးတွေဖွင့်ထားပါတယ်။ဆိုမာလီကန်ယိုရန်နီမှာသင်မောမောင်းတဲ့အခါဒီလိုလက်ဟာနေလို့မရဘူးဆိုတာသူသိထားတာပါ။ ဒါကြောင့်ကပတိန်ဖီလစ်ဟာသူ့တင်မောသားတွေကိုတတိကြီးကြီးထားဖို့အသိပေးထားခဲ့ပါတယ်။ဒါပဲဖြစ်ဖြစ်သူတို့အားလုံးဒီအတွက်လေ့ကျင့်ထားကြပါတယ်။ဓမြကောက်ွယ်ရေးလေ့ကျင့်မှုတွေတနက်အသေးစားသုံးတဲ့သင်တန်းတွေအခြေခံလုံခြုံရေးသင်တန်းတွေအကုန်လုံးပါပဲ။ဒါပေမဲ့ဒီပြင်ဆင်မှုတွေအားလုံးရှိပေမဲ့ Max Alabama တင်မောနဲ့တင်မောသားတွေဟာသူတို့ကိုဝင်တိုင်းပဲမုံတိုင်းကြီးကိုကြိုမမြင်နိုင်ခဲ့ကြပါဘူး။ American Landing တင်မောတစည်းကိုနောက်ဆုံးဓမြတွေသိမ်းပိုင်နိုင်ခဲ့တာက1815ခုနှစ်ဒုတိယ Barbary စစ်ပွဲတုန်းကပါ။ ဒီတခါတော့ American စစ်သည်မော်တွေဟာမြောက်အာဖရိကဓမြတွေကိုရင်ဆိုင်ဖို့မြေတဲပင်လယ်ကိုဖျက်ဆီးနေချိန်ပေါ့ဒါပေမဲ့2009ခုနှစ်ဧပြီလ10ရက်နေ့မှာတော့နှစ်နှစ်ရာနီးပါးကြာခဲ့တဲ့ဒီမှတ်တမ်းကို Max Alabama သင်းမော်ကချိုးဖြတ်ခံလိုက်ရပါပြီဆိုမာလီနိုင်ငံဝိုင်မြို့မှာအဝိုင်မြို့ရဲ့အရှိတောင်ပတ်မိုင်280အကွာမှာသင်းမော်ကရွက်လွှင့်နေစဉ်ဓမြလှုပ်ရှားမှုတွေအများဆုံးနေရာမှာတတိပေးချက်တွေရှိခဲ့ပေမဲ့ကပတိန်ဖီလစ်ကသင်းမော်လမ်းကြောင်းတိုင်းဆက်မောင်းမှုဆုံးဖြတ်လိုက်ပါတယ် အမရီရဲ့ချိန်ချောက်မှုကိုလက်မခံဘူးဆိုတဲ့သဘောပါမနက်9နာရီမတိုင်ခင်အံ့ဖွယ်အရာတစ်ခုဖြစ်ပါပြီဓမြရီတင်မောပေါ်မှာရောက်နေကြပါပြီမနက်6နာရီနဲ့9နာရီကြားမှာတတိပေးချက်တစ်ခုရောက်လာပါတယ်တင်မောအမိဘက်မိုင်3တသမတ1မိုင်ကွာမှာလေတစည်းချင်းကပ်နေတယ်ဆိုတော့တူတူတိတ်တိတ်အတန်တွေရေရင်မောင်းဌာနကနေကြားလိုက်ရပါတယ်တတိပေးအချက်ပြသံတွေချက်ချင်းမိလာပါတယ်ရေဒါမှာဓမြရီရဲ့သေးငယ်တဲ့လေနစည်းပေါ်လာတဲ့အခါဓမြရီဟာ Max Alabama စီကို လိုင်းတွေကိုဖြတ်ပြီးစိုးရိမ်ပွင့်နှုံးနဲ့ဥတီရွက်လွှင့်လာနေပါတယ်။လှိန်နီးလာတဲ့အခါအရှိဆုံးဖြေထဲမှာ AK47 တွေနဲ့လက်နက်ဆွဲကင်ထားတဲ့လူလေးယောက်ကိုမြင်လိုက်ရပါတယ်။ Captain Richard Phillips ဟာဓမြတွေကိုတောက်ဖို့နောက်ဆုံးစူးစမ်းမှုအနေနဲ့မီးရှို့တွေပြစ်ဖောက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒီတောက်ပတဲ့မီးလုံးတွေကငါတို့သိမ်းမော့ကလွယ်လွယ်နဲ့သိမ်းလို့မရဘူးဆိုတဲ့သတိပေးကြပါပဲ။ဒါပေမဲ့ဓမြတွေကလက်မသွားခဲ့ပါဘူး။ပင်လယ်လိုင်းတွေကြီးနေပြီးတင်းမောလဲလှုပ်ခတ်နေပြီမဲ့တိုက်ခိုက်သူတွေကသူတို့လမ်းကြောင်းအတိုင်းဆက်သွားနေပါတယ် တို့စီကိုမီးတပ်ပိုက်တွေနဲ့ရေရီဖိပတ်တာတော့နောက်ပြန်မလှဲပါဘူးပြီးတော့မနက်9:35မှာဓမြရီတင်မောပေါ်ရောက်လာပါပြီသူတို့တင်မောပေါ်တက်ဖို့9မိနစ်ပဲကြာခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီး Max Alabama ရဲ့တင်မောသားတွေထောင်ချောက်ထဲကျသွားပါပြီ Captain Felix ကဒီဗျာမတာအချိန်ဒီထဲမှာတော့အေးအေးဆေးဆေးရှိနေပါတယ်သူ့စိတ်ထဲမှာအကြံတွေပြေးနေပေမဲ့လောက်ရက်တွေကတော့တည်ငြိမ်နေပါတယ်ဓမြရီနဲ့စကားဆပြောဖို့ကြိုးစားပါတယ်ဂျီနဲ့ secret တွေပေးပြီးတင်းမာမှုတွေလျှော့ချဖို့ကြိုးစားပါတယ် အချိန်တွေမစိုးသွားခင်အချိန်ဆွဲဖို့အတွက်ပေါ့ဒီနီးနဲ့အတိုင်းအတာတစ်ခုထိအလုပ်ဖြစ်သွားပါတယ်ဓမြရီရဲ့အပြူမူပြောင်းလာပါတယ်ရန်လူမှုကနေတွက်ချက်မှုအဆင့်ကိုရောက်သွားပြီးမိကုန်းတွေစမေးလာပါတယ်ဒီသင်းမောကဘယ်နိုင်ငံကလဲဘသူတွေပါလဲဒါပေမဲ့သူတို့သိနေတာကဒီသင်းမောမှာတန်မိုးရှိတယ်ဆိုတာပါပဲ American Landin သင်းမောဆိုရင် စုကြီးတစ်ခုနဲ့အတူတူပါပဲဆိုမာလီဓမြတယောက်ကအနောက်နိုင်ငံသင်းမောတစ်စီးကိုသိရင် စုကြီးပေါက်တယ်လို့ပြောဘူးပါတယ် ။ဘာလို့လဲဆိုတော့တတိယကမ္ဘာနိုင်ငံသင်းမောတွေကိုဘယ်သူမှကယ်ဖို့မလာဘူးလို့သူထင်လို့ပါ။ဒါပေမဲ့ Max Alabama ကိုပြစ်မှတ်ထားတဲ့ဆိုမာလီတမျှတွေကတော့ဒီတစ်ခါဘယ်သူတွေကယ်ဖို့လာမလဲဆိုတာမမျှော်လင့်ခဲ့ပါဘူး။ကမ္ဘာအကောင်းဆုံးအထူးတပ်ဖွဲ့တွေဖြစ်တဲ့ US Navy SEAL တွေပါ။သူတို့ပါဝင်လာတဲ့အခါမှာတော့ဆိုမာလီတမျှတွေအတွက်စူကြီးမပေါက်ခဲ့ပါဘူး။ဒါကတော့သူတို့ရဲ့အဆုံးသတ်ဖြစ်သွားမယ့်အရာပါ။ဒါပေမဲ့အဲ့ဒီအထိမရောက်သေးပါဘူး။အခုချိန်မှာတော့ကပတိန်ဖီလစ်ဟာသူ့တင်မောသားတွေကိုကာဝယ်ဖို့ကြိုးစားနေပါဗျ။ ဓမြတွေကိုသင်မောရဲ့အချင်းနီးနေရာတွေစီဥတီလမ်းပြရင်သူ့လူတွေကိုဝတ်ထားဖို့ကြိုးစားနေတာပါသူကတော့သူ့လူတွေကိုကာဝယ်ဖို့နဲ့အကူအညီရောက်လာဖို့အချိန်ဆွဲနေပါတယ်ဒါပေမဲ့အချိန်တွေကမိနစ်နဲ့အမျှပိုပြီးအန္တရာယ်များလာနေပါတယ်ညနေ3:30နာရီ30ရောက်ချိန်မှာတော့ရိုးရိုးဓမြတိမ်ပိုင်မှုထပ်ပိုဆိုးတဲ့အချိန်တွေဖြစ်လာပါပြီသင်မောသားတွေကဓမြရဲ့ခေါင်းဆောင်ကိုဖမ်းမိပြီးအောက်ထပ်မှာသူ့ကိုအကျဉ်းချထားလိုက်ကြပါတယ်ဒါဟာသူတို့ရဲ့တိုက်ခိုက်သူတွေပေါ်အချိန်နေပြန်လဲပြောင်းသွားစေတဲ့အရာပါ သူတို့ကဒီဓမြကောင်းဆောင်ကိုလဲလဲရေးအဖြစ်အသုံးပြုပြီးကြံတဲ့ဓမြတွေကိုထိန်းချုပ်ဖို့မျှော်လင့်နေကြပါတယ်။ကပတိန်ဖီလစ်ကသူ့ရဲ့ဆွေးနွေးညှိနှိုင်းမှုကြွမ်းကျင်မှုတွေနဲ့အချိန်ဆွဲနေပါတယ်။နိုင်ရီတိုင်းကကယ်ဆယ်ရေးရောက်လာဖို့ခွင့်လန်းတွေပိုများလာတယ်ဆိုတာသူသိထားပါတယ်။အချိန်တွေကြာလာတဲ့အများဓမြတွေလည်းစိတ်မရှိတော့ပါဘူး။ည9နာရီမှာတော့သူတို့ထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့ပစ္စည်းမပါဘဲတော့မဟုတ်ပါဘူး။သူတို့ကရွှေငွေတောင်းဆိုပါတယ်။ဖီလစ်ကသင်္ဘောတက်တာတွေကဒေါ်လာ3000ကိုထုတ်ပေးလိုက်ပါတယ်။ ပြီးတော့အရေးကြီးတဲ့အခိုက်အတန့်တစ်ခုရောက်လာပါတယ်။သင်းမောသားတွေကဓမြကောင်းဆောင်နဲ့ဖီလစ်ကိုလဲလှယ်ဖို့ကြိုးစားကြပါတယ်။ဒါမှသာဒီအခြေအနေကိုအေးအေးဆေးဆေးအဆုံးသတ်နိုင်လိမ့်မယ်လို့ညွှန်လင်းတာပေါ့။ဒါပေမဲ့ဓမြတွေမှာတခြားအကြံတွေရှိနေပါတယ်။ဖီလစ်ကယ်ဆယ်ရေးလေပေါ်ကိုတက်လိုက်တဲ့အခါမှာပဲဓမြတွေကသစ္စာဖောက်လိုက်ကြပါတယ်။ဘာသဘောတူညီချက်မှမရှိတော့ပါဘူး။ကယ်ဆယ်ရေးလေက Max Alabama ကနေအဝေးကိုရွက်လွှင့်သွားပြီးဖီလစ်ကိုအကျဉ်းသားအဖြစ်ခေါ်ဆောင်သွားပါတယ်။ Max Alabama ရဲ့သင်းမောသားတွေဟာ ုံအောင်နေုံနဲ့မကပဲပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ဓမြရီတင်မောပေါ်တက်လာချိန်မှာအကြီးတန်းအင်ဂျင်နီယာမိုက်ပယ်ရီကအင်ဂျင်စနစ်အားလုံးကိုပိတ်ပစ်လိုက်ကတင်မောတစ်ခုလုံးကိုအမှောင်ချလိုက်ပါတယ်။ဓာတ်တလက်နဲ့ပယ်ရီဟာအမှောင်တဲကအင်ဂျင်ကမ်းမှာဓမြကောင်းဆောင်အဗ်ဒူဝါလီမြူးစ်ကိုလိုက်လံဖမ်းသိပြီးဖမ်းမိခဲ့ပါတယ်။တင်မောသားတွေဟာမြူးစ်နဲ့သူတို့ကပတိန်ကိုလဲလှယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ကပတိန်ဖီလစ်ကိုဓမြရီကကယ်ဆယ်ရေးလှေပေါ်ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုနဲ့သင်္ဘောသိမ်းမှုဟာတဖြည်းဖြည်းအကျဉ်းသားအခြေအနေထိဆိုးရွားလာခဲ့ပါတယ်။ကံကောင်းကျင်တော့အမေရိကန်ရေတပ်ကဒီအခြေအနေကိုအရင်ကတည်းကသိရှိထားပြီးဖြစ်ပါတယ်။ USS Bainbridge ဒုံးကျည်ဖြတ်သင်္ဘောနဲ့ USS Halliburton တို့ဟာရဟတ်ယာဉ်တွေနဲ့စောင့်ကြည့်ရေးစက်ပစ္စည်းတွေနဲ့အတူနေရာချထားပြီးဖြစ်ပါတယ်။ Navy Seas တွေကိုလည်းဒီအရေးကြီးတဲ့အခြေအနေကိုကင်တွယ်ဖြေရှင်းဖို့ခေါ်ယူထားပါတယ်။ April 9ရက်နေ့ Max Alabama သိမ်းပိုက်ခံရပြီးနောက်တည့်မှာ USS Bainbridge သင်္ဘောကနေရာကိုရောက်ရှိလာပါတယ်။ ရေတက်ရောက်ရှိချိန်မှာကပ္ပတိန်ဖီလစ်ဟာဓမြရီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသေးဖြစ်ပြီးတင်းမောဟာတင်းမာတဲ့အခြေအနေမှာရှိနေပါတယ်။ဧပြီ၁၀ရက်နေ့မှာတော့အခြေအနေကရုတ်တရက်ပြောင်းလဲသွားပါတယ်။ကပ္ပတိန်ဖီလစ်ဟာဓမြရီရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်ဖို့ရေထဲကိုခုန်ချခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ထွက်ပြေးမှုဟာခဏတာပဲရှိခဲ့ပြီးဓမြရီကသူ့ကိုပြန်လည်ဖမ်းဆီးလိုက်ပါတယ်။ဒီအချိန်မှာတော့ရေတက်ရဲ့ညှိနှိုင်းဖြည့်ရှင်ရေးမျှော်လင့်ချက်ဟာတဖြည်းဖြည်းကုန်ဆုံးလာပါတယ်။ဧပြီ၁၇ရက်ရောက်တဲ့အခါမှာတော့အခြေအနေကအရေးပေါ်အခြေအနေဖြစ်လာပါဖြစ်လာပါတယ်။ ဂျီတက်ကပုံမတိုက်ရိုက်ကြတဲ့လှုပ်ဆောင်မှုတွေကိုလိုအပ်တယ်ဆိုတာကိုနားလည်လာပါတယ်။ကံကောင်းခြင်းတော့ဒီနေ့မှာပဲအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်တဲ့ C-Team 6ကိုပါခေါ်ယူနိုင်ခဲ့ပါတယ်။ဒီတက်ဖွဲ့ဟာနာမည်ကျော်အိုစမာဘင်လာဒင်ကိုနှစ်နှစ်ကြာမှာတပ်ဖြတ်မဲ့အထူးတက်ဖွဲ့ကြီးပါပဲ။2009ခုနှစ်တာဒီကံကြမ္မာဆိုးနေ့မှာတော့ C-Team 6တပ်ဖွဲ့ဝင်တွေဟာ .30 caliber sniper rifle တွေနဲ့အတူအထူးစစ်ဆင်ရေးပစ္စည်းတွေယူပြီးဆိုမာလီတပြားတွေကိုရင်ဆိုင်ဖို့ရောက်လာခဲ့ပါတယ်။တပြားတွေဘက်မှာတော့လောင်စာနဲ့အခြားပစ္စည်းတွေနဲ့လာနေပါပြီ။ ရေတက်ကသူတို့ကယ်ဆယ်ရေးလက်ကိုလှေကိုတွဲကြိုးတက်ခွင့်ပေးလိုက်ရပါတယ်။ဓမြတွေကတော့ဒီတွဲကြိုးကလှိုင်းကြီးတဲ့ပင်လယ်မှာလှေကိုတည်ငြိမ်စေဖို့ပါလို့ဆိုပေမဲ့ရေတက်ကတော့ဒါဟာကယ်ဆယ်ရေးစစ်ဆင်မှုအကောင်းဆုံးအခြေအနေဖြစ်နေတာကိုသိထားပါတယ်။ USS Bainbridge တင်မောနဲ့ကယ်ဆယ်ရေးလှေနီးလာတာနဲ့မျှဓမြတွေဟာစနိုက်ပါပစ်ဖို့အကွာအဝေးအတွင်းရောက်လာပါပြီ။ C တပ်ဖွဲ့ဝင်တွေကတင်မောအမိပိုင်းမှာနေရာယူထားကြပါတယ်။သူတို့ရဲ့စနိုက်ပါတွေကိုအဆင်အသင့်ထားထားကြပါပြီ။ April 17ရက်နေ့နဲ့ဆော့ဆော့မှာတော့ ဓမြရီရဲ့စိတ်ရှုပ်ထွေးမှုကပိုဆိုးလာပါတယ်။လောင်စာကုံသားရတဲ့ဆိုမာလီကမ်းခြေဘက်ကိုမျောပါစာပြူလာပါတယ်။ရေတက်ကဝင်ရောက်ဆွတ်ဖက်ဖို့ခက်ခဲအောင်လို့ပေါ့။ဒါပေမဲ့ရေတက်ကတော့အဆက်မပြတ်စောင့်ကြည့်နေသေးပါ။ဓမြရီရဲ့တောင်းဆိုချက်ကတော့ရိုးရှင်းပါတယ်။ Phyllis အသက်ဘေးကင်းစွာပြန်လွတ်ဖို့ရွှေငွေတောင်းတာပါ။ပမာဏကဒေါ်လာ2သန်းပါ။ဒါဟာအိတ်ကက်ထဲကငွေလောက်တော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီချိန်မှာဓမြရီဟာရွှေငွေအနေနဲ့ဒေါ်လာတန်ပေါင်းများစွာရထားပြီးသားဆိုတော့ ဒီပမာဏဟာတကယ်တော့အံ့ဩစရာမဟုတ်ပါဘူး။ Max Alabama ဟာတပတ်အတွင်းတိုက်ခိုက်ခံရတဲ့စက်ထမမြောက်တင်မောဖြစ်ပါတယ်။ဒါကြောင့်ဒီဓမြတွေဟာသူတို့ကိုယ်သူတို့တကြွယ်တထေးတွေဖြစ်အောင်ရည်ရွယ်ထားတာသိကြပါတယ်။ဒါပေမဲ့ဒီဓမြတွေအတွက်တော့ဒီလိုလွယ်လွယ်နဲ့ချမ်းသာဖို့ခွင့်လန်းမရှိခဲ့ပါဘူး။သူတို့အများစုအတွက်ကြီးမားတဲ့ငွေကြေးရရှိမဲ့နေဟာသူတို့ရဲ့နောက်ဆုံးနေဖြစ်သွားခဲ့ပါတယ်။သူတို့ရဲ့ကံကြမ္မာကိုဆုံးသက်စေတဲ့အရာက Captain Phillips ကို AK-47 နဲ့ပြစ်ဖို့ပြစ်မှတ်ထားမိခြင်းပါပဲ။ ဒါဟာစီးတက်ဖွဲ့ဝင်တွေလိုအပ်တဲ့အချက်ပြမှုတစ်ခုလည်းသာဖြစ်ပါတယ်။ USS Bainbridge အသင်းဘောရဲ့အမိပိုင်းမှာ sniper 3ဟာတပြိုင်တည်းပစ်ခတ်လိုက်ကြပါတယ်။၃ချက်စလုံးပြင်မှန်ကိုထိမှန်ပြီးဓမြတွေကိုချက်ချင်းရှင်းလင်းလိုက်ပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့တဦးရီသောဓမြက news ပါ။အရင်ကအကျဉ်းသားလဲလှယ်မှုမှာအောင်မြင်ခဲ့တဲ့အချိန်မှာဖမ်းမိခဲ့တဲ့ခေါင်းဆောင်ပါစနိုက်ပါတွေပြစ်ခတ်တဲ့အချိန်မှာတော့သူဟာ USS Bainbridge ပေါ်ရောက်နေပြီဖြစ်ပြီးအညံ့ခံကစေကူသားမှုတောင်းခံထားပါတယ်ကပတိန်ဖီလစ်အတွက်ကတော့ 9ရက်ကြာကြမ်းတမ်းစွာခံစားခဲ့ရတဲ့အိမ်မဆူကြီးညီကုန်းချုပ်သွားပါပြီ။သူ့ကို USS Bainbridge သင်္ဘောပေါ်တင်ပြီးအ мян စိတ်ကူတမှုပေးခဲ့ပါတယ်။သေဆုံးသွားတဲ့ဓမြ3ဦးရဲ့အလောင်းတွေကိုဆိုမာလီအာနာပိုင်နီစီလွှဲပြောင်းပေးခဲ့ပြီး Muse ကိုတော့အကျဉ်းချထားခဲ့ပါတယ်။သူ့ကို USS Bowser သင်္ဘောရဲ့အကျဉ်းထောင်မှာထားပြီး American ပြည်ထောင်စုကို ခေါ်ဆောင်သွားကတရားစွဲဆိုခံရပါတယ်။ Muse ရဲ့တရားရေးအဖွဲ့ကသူဟာအရွယ်မရောက်သေးသူဖြစ်တယ်ဆိုတာကိုငြင်းဆိုခဲ့ပြီး ်သင်မောသိမ်းခံရစဉ်ကအသက်15နှစ်ဒါမှမဟုတ်16နှစ်သာရှိသေးတယ်လို့ဆိုပေမဲ့တရားရုံးကဒီအချက်ကိုလက်မခံခဲ့ပါဘူးနောက်ဆုံးမှာတော့ news ကအသက်18နှစ်ရှိပြီဖြစ်ကြောင်းဝန်ခံလိုက်ပြီးတရားရုံးကသူ့ကိုစီရင်ချက်ချမှတ်ခဲ့ပါတယ်2011ခုနှစ်ဖေဖော်ဝါရီလမှာ American အကျဉ်းထောင်မှာ33နှစ်နဲ့6လကြာချမှတ်ခံရပါတယ်ဒါပေမဲ့ news ရဲ့ဇာတ်လမ်းကအဆုံးသတ်မရောက်သေးပါဘူး Captain Felix က2010မှာ A Captain's Duty ဆိုတဲ့သူ့ရဲ့ကြေကွဲပွဲအတွေ့အကြုံတွေကိုမှတ်တမ်းတင်ထားတဲ့စာအုပ်ထွက်ခဲ့ပါတယ်။ဒီစာအုပ်ဟာ2013ခုနှစ်က Tom Hanken Captain Felix အဖြစ်အသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားအတွက်အခြေခံဖြစ်လာခဲ့ပါတယ်။ Max Alabama ရဲ့ပိုင်ရှင်ဖြစ်တဲ့ Max Line ကလည်းဒီဖြစ်ရပ်ကိုအမှတ်တရထားဖို့ Captain Felix အကျဉ်းချခံရတဲ့ငါးတန် Fiberglass ကဲတဲ့ရေလှေကို Florida ပြည်နယ် Fort Pass မှာရှိတဲ့ National Navy UDD Sea ပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။ Max Line ဟာသင်္ဘောလုပ်ငန်းတွေပဲမှာဒုတိယအကြီးဆုံးကွန်တိန်နာသင်္ဘောကုမ္ပဏီဖြစ်ပြီး2023ခုနှစ်တစ်နှစ်ထဲမှာပဲ TEU 24တန်းကိုတည်ဆောင်ပေးခဲ့တဲ့သင်္ဘော669သီးပိုင်ဆိုင်ပါတယ်။ဒီသင်္ဘောတွေက Max Virginia ဆိုတဲ့သင်္ဘောဟာ Max Alabama လို့ပဲဓမြသိမ့်ပိုက်ခံရဘူးတဲ့အန်ဒီယန်နဲ့ကြုံခဲ့ရပါတယ်။2009ခုနှစ်မေလ22ရက်နေ့မှာ Max Virginia သင်္ဘောဟာဆိုမာလီဓမြတွေစက်စားတဲ့ Aiden Pinlay ကိုဖျက်ဆီးနေခြင်း ဂရိသင်္ဘောမာရီယာကေကိုသိမ့်ဖို့မအောင်မြင်ခဲ့တဲ့ဓမြတစုကသူတို့ရဲ့အာယုံကိုအမေရိကန်ကုမ္ပဏီသင်္ဘောစီကိုပြောင်းလိုက်ပါတယ်။မနက်10:50နာရီလောက်မှာဓမြတွေကတိုက်ခိုက်မှုစတင်ခဲ့ပြီးမြေမတ်စ်ဗာဂျီးနီးယားရဲ့သင်္ဘောသားတွေဟာအချိန်မီအရေးပေါ်အချက်ပြမှုပို့နိုင်ခဲ့ပြီးတော့ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုမြန်မြန်ဆန်ဆန်ရောက်လာစေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့အမေရိကန်ရေးတပ်မဟုတ်ပဲကနေဒါရေးတပ်ကကယ်တင်ရေးမှာပါဝင်လာခဲ့ပါတယ်။ HMCS Winning Back ဆိုတဲ့ကနေဒါစစ်သင်္ဘောဟာ ။ဓပြလှူရှာမှုကိုကာကွယ်ဖို့အပြည်ပြည်ဆိုင်ရာလုပ်ငန်းစဉ်တစ်ခုအနေနဲ့ဒီပင်လယ်နယ်မြေကိုစောင့်ကြည့်နေကြတာပါ။အရေးပေါ်အချက်ပြမှုရောက်လာတဲ့နဲ့ကနေဒါရဟတ်ရင်သုံးသီးဟာလေထဲကိုတက်ပြီးဓပြရီရှိတဲ့နေရာကိုစတင်ရှာဖွေခဲ့ကြပါတယ်။ရဟတ်ရင်တွေကသူတို့အပေါ်မှာဝိုင်းပြီးပြန်တန်းတဲ့အခါဓပြရီရဲ့ရဲရင်မှုတွေချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်။အထူးသဖြင့်အီတလီရေတပ်ကနောက်ထပ်ရဟတ်ရင်တစ်စီးကြောက်ထက်ရောက်လာတဲ့အခါသူတို့အတွက်လမ်းပိတ်သွားသလိုဖြစ်သွားပါတယ်။ စစ်တပ်အလုံးရင်းနဲ့ရင်ဆိုင်ရတဲ့အခါဓမြတွေဟာ Max Virginia ကိုသိမ်းဖို့ကြိုးစားမှုကိုလက်လျှော့လိုက်ရပြီးလက်နက်တွေကိုပင်လယ်ထဲပစ်ချကာအငြန့်ခံလိုက်ကြပါတယ်။ဒါပေမဲ့အီတလီရေတပ်သားတွေကဓမြတွေရဲ့လှေပေါ်တက်ပြီးအခြေအနေကိုလုံခြုံအောင်လုပ်ကာအဆုံးသတ်လိုက်ကြပါတယ်။ဒီလိုနဲ့ Max Virginia သင်းမောရဲ့ American နိုင်ငံသား19ဦးပါဝင်တဲ့သင်းမောသားအားလုံးဘေးကင်းစွာနဲ့အန္တရာယ်ကိုရှောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ American ပြည်ရင်းမှာတော့ဒီဖြစ်ရပ်ကစိတ်မသက်မသာဖြစ်စရာတွေဖြစ်စေခဲ့ပါတယ်။ အမေရိကန်သင်္ဘောတွေကိုကာဝယ်ပေးနေမှုနဲ့ပတ်သက်ပြီးမေးခွန်းတွေများလာခဲ့ပါတယ်။တူညီတဲ့သင်္ဘောလိုင်းကသင်္ဘောနှစ်စီးဇက်တိုက်တိုက်ခိုက်ခံရတာကအစိုးရအနေနဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလုံလောက်အောင်ကာကွယ်ပေးနေရလားဆိုတဲ့မေးခွန်းတွေကိုမိမောင်းထုတ်ပြလိုက်တယ်လို့ဖြစ်သွားပါတယ်။အထူးသဖြင့်အစိုးရပစ္စည်းတွေတယ်ဆောင်နေတဲ့သင်္ဘောတွေကိုအန်ဒီအများတွေဒေသမှာလမ်းကြောင်းပြောင်းဖို့ညွှန်လာ။အမြန်နှုံးမြင့်မောင်းဖို့ပြောတာတွေဟာလုံလောက်မှုမရှိဘူးဆိုတာဒီဖြစ်ရပ်ကတသက်တည်ပြနေပါတယ်။ဒီရေပြင်တွေကပို့ပြီးအန်ဒီအများလာတော့ပါမယ်။ တနှစ်မပြည့်ခင်မှာပဲဓမြတွေကစစ်သင်းမောတွေကိုပါတိုက်ခိုက်လာကြပါတယ်။သူတို့ရဲ့အကြောင်းပြချက်ကမရှင်းလင်းပေမဲ့စစ်သင်းမောတွေကိုတိုက်ခိုက်ရင် သူတို့အတွက်အကျိုးကျေးဇူးရမယ်။အိမ်မက်ထဲကလို့ရွှေငွေကြီးကြီးမားမားရနိုင်မယ်လို့ထင်ခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။၂010 April မှာသူတို့ဟာမှားရင်းစွာစစ်သင်းမောတစ်စီးကိုရွေးချယ်မိသွားကြပါတယ်။အဆုံးသတ်မှာတော့တည်င်းကောင်းစင်တွေကဓမြတွေ USS Ashland ကိုတင်ပိုက်ဆိုတာမျိုးမဟုတ်ပဲ USS Ashland ကဓမြတွေကိုဖမ်းဆိုတဲ့တည်င်းတွေဖြစ်နေခဲ့ပါတယ်။ 2010ခုနှစ်ဧပြီလ10ရက်နေ့အမေရိကန်ရေတပ်ရဲ့ USS Ashland ဆိုတဲ့ကမ်းတက်သင်္ဘောဟာဂျူပိုတီကမ်းခြေကနေမိုင်330ကျော်အေဒင်ပင်လယ်ကွင်းမှာပုံမှန်စစ်ဆင်ရေးလုပ်နေပါတယ်။နှစ်ပေါင်းများစွာဓားမြလှုပ်ရှားမှုတွေဖြစ်ပွားနေတဲ့အေဒင်ပင်လယ်ကွင်းပါပဲ။ဒီဖြစ်ရဟာလွန်ခဲ့တဲ့ရက်120အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေရဲ့နောက်ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့ပါတယ်။ဓားမြတွေဟာ USS Ashland, USS Nicholas ဒုံးကြီးဖြတ် freight USS Farragut ဒုံးကျည်ဖြတ်သင်းမောတို့ကို တိုက်ခိုက်ဖူးပြီးသားဖြစ်ပါတယ် USS MacFaw ဆိုတဲ့ဖြတ်သင်းမောတစ်စီးကလည်းအရင်ကယ်တယ်ရေးစစ်စင်ရေးတစ်ခုမှဓမြဆယ်ဦးကိုဖမ်းဆီးနိုင်ခဲ့ပူပါတယ်ဓမြရဲ့ UA ချက်ကဘာပဲဖြစ်ဖြစ်လက်နက်အပြည့်စုံနဲ့စစ်သင်းမောတွေကိုစတင်တိုက်ခိုက်တာဟာသူတို့ရဲ့အရန်ကိုမစင်ကျင်တဲ့လုပ်ရဖြစ်တယ်ဆိုတာမြန်မြန်နားလည်သွားကြပါတယ်မနက်စောစောအချိန်ဒေသဆန်တော်ချိန်မနက်9နာရီလောက်မှာ USS Ashland ဟာအန္တရာယ်များတဲ့ဒီရေပြင်ပေါ်မှာသူ့ရဲ့တောင်ဝင်ကိုထမ်းဆောင်နေပါတယ် ဒါပေမဲ့ဓမြလူတန်တရာတန်တရာရှိတဲ့လူ6ယောက်စီးနေတဲ့ဓမြလေတစည်းကတင်းမောက်ကိုတွေ့ပြီးတနတ်တေးသေးလေးတွေနဲ့ပြစ်ခတ်လိုက်ပါတယ်။ဒီဓမြတွေဟာ USS Ashland ကိုတာမန်ကုန်တင်တင်းမောက်တစည်းလို့ထင်မှတ်ခဲ့ကြတယ်လို့သိရပါတယ်။သူတို့အတွက်လွယ်လွယ်ကူကူသိမ်းယူနိုင်မယ့်ပြစ်မှတ်တစ်ခုပေါ့။ဒါဟာကြီးမားတဲ့အမှားတစ်ခုပါပဲ။ USS Ashland ဟာကာဝယ်ရေးအတွက်ကောင်းကောင်းပြင်ဆင်ထားတဲ့တင်းမောက်ဖြစ်တဲ့အတွက်ဒီပြစ်ခတ်မှုကိုပြန်လည်ခုခံပြစ်ခတ်ပါတယ်။ Mark 38 Mod 2 25မီလီမီတာလက်နက်ကနေနှစ်ချက်ပစ်လိုက်တာနဲ့ဓမြလီဟာမီးလောင်ကျွမ်းသွားပါတယ်။ဓမြလီဟာမီးလျံတွေနဲ့ဖုံးလန်းသွားပြီးဓမြတွေမှာလေကိုစွန့်ခွာပြီးရေထဲမှာအကူအညီမဲ့သွားမျောနေရတာကလွဲရင်တခြားရွေးချယ်စရာမရှိတော့ပါဘူး။မကြခင်မှာပဲ USS Ashland က Force Clay တွေကိုချပြီးရေထဲမှာမျောနေတဲ့ဓမြတွေကိုကယ်တင်ဖို့အစီအစဉ်လိုက်ပါတယ်။ USS Ashland နဲ့တင်မောသားတအူးမှထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်။